ဒီနေ့မှာတော့ G လက်မုတ်စိတ်ကြိတ် brand ရဲ့အောင်မြင်မှုလှုပ်ဝှက်ချက်ကိုကျွန်တော်တို့တူတူရှာဖွေကြည့်အောင်ဗျ product ကောင်တစ်ခုစားပြေဝင်ဆောင်မှုကောင်တစ်ခုကဘယ်ကလာလဲမေးရင်လူတွေရဲ့ပြဿနာကလာတယ်ဗျတခါတလေကိုကြုံတွေ့ရတဲ့ပြဿနာကလည်းလာတယ်1895ခုနှစ်အမေရိကန်နိုင်ငံဘော့စတွန်မြို့မှာအသက်40လောက်ရှိတဲ့အမျိုးသားတအူးက ပွဲခန္ဓာတစ်ခုကိုသွားဖို့မိုးစိတ်ရင်ဓာချခဲ့တယ်။အဲ့လူကတော့ကင်းကန့်ကြီးလက်ပါ။သူကဓာမချတဲ့မိုးစိတ်ရိတ်တန်တစ်ခုတည်ထွင်ဖို့စိတ်ကူးရခဲ့တယ်။အဲ့လိုပဲပြကျွန်တော်တို့ဒီ idea တစ်ခုရဖို့ဆိုရင်ထုံးစံတိုင်း entrepreneur ရှစ်တွေအမြဲတမ်းကြုံရတဲ့ပြဿနာက investment မရှိတာပြ။အဲ့လိုမျိုးပဲလေကိုယ်ဘယ်သူမှလည်းမယုံကြည်ဘူး။ အဲ့တော့ပါဆိုရင်ကင်းကန့်ဂျီလက်က kiss radar model ကိုသုံးခဲ့တယ် kiss radar model ဆိုတာကတော့ဒီဓာတ်မရှားတဲ့မိုးစိတ်ဒိုင်တစ်ခုကို ထုတ်ပြီးတော့အဲ့တဲ့ငွေကြီးထည့်မဲ့ invest investor တွေကိုကျွန်တော်လိုက်ပြီးတော့ရှာတာဗျာသူတို့ကို business plan တွေရှင်းပြမယ်ဘလို့အလားအလာတွေရှိတယ်အစမ်းသုံးခွင့်တွေပေးသုံးပြီးတော့ရံမုံငွေရှာခဲ့တယ်ပြီးတော့ဒီ PC ထွက်လာလို့သူတို့ဝယ်သုံးမယ်ဆိုလဲ short စေးနဲ့ရမယ် investment ထည့်တဲ့အတွက် share တွေရပြီဆိုပြီးတော့ဆွဲဆောင်ခဲ့တယ်ဗျအဲ့လိုမျိုးရန်ပုံငွေရဖို့တဲ့သူအချိန်တော်တော်လေးယူခဲ့ရတယ်ဗျဒီလက်ကုမ္ပဏီကဒီသူထုတ်လုပ်တဲ့ပထမဆုံးနှစ်မှာပဲမိုးစိတ်ရိတ်တန်50ခုနဲ့ breeder 168ခုပဲရောင်းခဲ့ရတယ်1904ခုနှစ်မှာတော့ရောင်းရတွေကထောင်တက်ခဲ့တယ်ဘာဖြစ်လို့ဆိုဒီ product ကဒါမရှဘူးလူတွေရဲ့ကျမပြည့်နှံ့သွားတယ် ဲ့တော့ပါဆိုကျွန်တော်ပြောချင်တာတော့လုပ်ငန်းတစ်ခုလုပ်ရင်အခုချိန်မှာရောင်းချင်မှာရောင်းအောင်ဗျာဒီနေ့တစ်နှစ်လုံးမှာရောင်းချင်မှာရောင်းအောင်ကိုဟာကိုလာဆိုလည်းဗျာသူပထမနှစ်မှာကိုပလိမဲ့ရောင်းခဲ့ရအလေအဲ့တော့ပါဆိုအချိန်တစ်ခုတော့ကျွန်တော်တို့ကစောင့်မှုလိုတယ်ဗျာလူတွေကအခုချိန်ချင်းလုပ်ငန်းစတယ်မရောင်းအောင်မရောင်းအောင်ညှင်းနေတယ်အခုချိန်ချင်းရောင်းချင်ကြမားကတ်တင်းလုပ်ရေရှည်ရောင်းချင်နေဆိုရင်တော့ branding လုပ်ဗျာ ဂျီလက်ကအဲ့ဒီဓာမရှားတဲ့မိုးစိတ်တိတန်တစ်ခုပဲတည်ထွင်ပြီးတော့ရက်မနေခဲ့ဘူးဗျဒီဂျီလက်မှာ business model တစ်ခုရှိတယ်ဗျအဲ့ဒါကိုတော့ကျွန်တော်ဒီနောက်ဆုံးမှကျွန်တော်ပြောမယ်ဗျာနော်ဒီကင်းကန်းကဂျီလက်ကုမ္ပဏီကိုသူကဘယ်လိုမျိုးလုပ်လဲဆိုတော့သူက innovation နဲ့ upgrading လုပ်တယ်ဗျ innovation နဲ့ upgrading သူဘယ်လိုတွေလုပ်လဲဆိုရင်တော့သူကဒီဓာမရှားတဲ့မိုးစိတ်တိတန်တစ်ခုအပြင် ရေဒါနှစ်ချောင်းပါတာသုံးချောင်းပါတာဒါမှမဟုတ်ငါးချောင်းပါတာအဲ့လိုမျိုးမိုးစေးဒဏ်တွေကို innovation accredited လုပ်တယ်ဗျအဲ့လိုပဲဗျကိုကပစ္စည်းတစ်ခုတုံးမယ်ဆိုရင်ဒီပစ္စည်းတစ်ခုတည်းမှာပဲရက်နေလို့မရဘူး customer အကြိုက်နေရာဘလို့ပြောင်းသွားပြီလဲ market trend နေရာဘလို့ရှိသွားပြီလဲအဲ့လိုကျွန်တော်တို့က change change ပြီး light ထုံးနေမှရမယ်ဗျပြီးတော့နောက်တစ်ခုကကျတော့ဒီ straight လို့ခေါ်တယ်ဗျလက်ကင်ရမိုးစေးဒဏ်လက်ကင်တော်တော်လေးနဲ့လေးအဲ့လိုဥစ္စာတွေထုတ်နေဗျပြီးတော့ဘာလို့ဒီ sensitive စကင်ရှိတဲ့သူတွေအတွက်လဲဒီမုတ်ဆိတ်ရိတ်တန်ဒီဘရိတာတွေကိုထုတ်ထုတ်လာတယ်ဗျအဲ့လိုမျိုး innovation နဲ့ upgrading လုပ်မယ်ဆိုရင်ဘာတွေတာလဲဆိုပြိုင်ပက်ရင်ထက်တာတယ်ဗျပြီးတော့ပါဆိုဈေးနှုန်းကိုလည်း higher price မြင်နေဗျဥပမာဒီ iPhone လို့ပါအောင်တွေ့တယ်မလားပြိုင်ပက်တွေလိုက်မရှင်းတယ်လို့ဗျဈေးကိုလည်းကိုကြိုက်သလို higher price မှာ justice ညှိနှိုင်းလို့ရတယ်ဗျ marketing marketing ဆိုမှာဆိုရင်လည်းသူကြော်ညာရင်ခြေရက်ဟာ သူ brand ရဲ့ရေကြောစံပုအမြဲချက်တင်ဖော်ပြခဲ့တယ်။သူကဘလို့လူတွေအတွက်ကြောင်ညာလဲဆိုပြီးတော့မိုးစေးရေးတဲ့နဲ့ယောက်ျားပိသားလဲပုံစံမျိုးနဲ့ကြောင်ညာတယ်ပြီးတော့သူရဲ့ကောပုံစံတွေဖားခင်တယ်ချစ်သူတွေအဖြစ်ကြောင်ညာတယ်ဗျာ။ပြီးတော့သူက marketing ကို online ရော offline ရောသူကနှစ်ခုသွားတယ်ဗျာ။ဒီ TV တွေသတင်းစာရေးမှာသွားတယ် digital marketing social media မှာသွားတယ်ပြီးတော့ဘာလဲဆိုရင် support အားကစားရေးအတွက်လဲသွားကြ Alpha Line လို့ Olympic လို့ အဲ့လိုနေရာမှာသွားတယ်ပြီးတော့ပါဆို influencer marketing တွေမှာလည်းသွားတယ်နောက်တစ်ခုကသူက distribution channel distribution channel မှာဆိုကျွန်တော် supermarketing မှာလည်းရတယ်ပြီးတော့ပါဆို convenience store မှာရတယ် online ကလည်းရတယ်ပြီးတော့ sales site တွေမှာလည်းရတယ်ပြီးတော့ပါဆိုဒီ beauty salon salon တွေနဲ့သူက partnership တွဲပြီးလုပ်ထားလိုက်ဗျာဒါကတော့ distribution channel ဗျပြီးတော့ဒီဒီလက်က ရေစာလို့ခေါ်တဲ့မုတ်ဆိတ်ရိတ်တံတစ်ခုတည်းပါမယ်ဒီကောင်မမီခိုးဘူးဗျာဒီ shave cream မုတ်ဆိတ်ရိတ်မယ်ဆိုရင်အင်းတို့ကျွန်တော်တို့ဒီစက်ပြာလေးလို့ဒီအမြုပ်ယူထားတဲ့ဥစ္စာတွေနဲ့ခရင်တုပ်ကလည်းပြီးတော့ပါဆို after shave မုတ်ဆိတ်ရိတ်ပြီးမှသုံးရတဲ့ဥစ္စာတွေရှိတယ်ပြီးတော့ပါဆို skin care တွေထပ်ပြီးတော့ထုတ်တာတွေရှိတယ်ပြီးတော့ပါဆို rumen အမျိုးသမီးတွေထုတ်လာတဲ့ဥစ္စာတွေရှိတယ်ကဲနောက်ဆုံးမှာတော့ကျွန်တော်ပြောချင်တဲ့ဥစ္စာတစ်ခုကတော့အခု business model တွေထဲမှာတော်တော်ခက်စားနေတဲ့ဂျီလက်ရဲ့ business model ကိုကျွန်တော်ပြောမယ်ဗျာ ီလိုပဲ business ကြောင်းတွေထပ်ပြီးတော့သိကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒီ you channel လေးကိုတော့ subscribe လုပ်ပြီးပါအောင်ဗျဒီလက်ရဲ့ business model ကတော့ razor and blade model ဗျဒါအောင်ကျွန်တော်လူရင်းတူရင်ထိတိမိပြောပြမယ်ဆိုရင်တော့ဗျာသူကဒီ razor လို့ခေါ်တယ်ဗျာဓာတ်မရှတဲ့မိုးစိတ်ရိတ်တံအဲ့ဒီမိုးစိတ်ရိတ်တံဓာတ်သွားတဲ့လဲလို့ရတယ်ဗျာအဲ့ဒီဥစ္စာကိုဈေးတက်တက်တတနဲ့ရောင်းတယ်ဒီ blade လို့ခေါ်တဲ့ခဏခဏလဲပြီးတော့တုံးနေရတဲ့ blade ဓာတ်တွေကိုတော့ဈေးကြီးကြီးနဲ့ရောင်းနေဗျာ အဲ့ဒါ razor နဲ့ blade model တွေလို့ခေါ်တယ်ဗျာခင်ဗျားအနေနဲ့ဘေး product တစ်ခုဈေးတက်တက်နဲ့ရောင်းပြီးတော့အဲ့ဒီ product နဲ့မရှိမဖြစ်တွဲကိုတုံးနေရမယ်ဆိုတော့အရာဝိထု product item တွေကိုဈေးကြီးကြီးနဲ့ရောင်းတာဗျ razor and blade model လို့ခေါ်တယ်ဗျာဒီ model ကတော့တော်တော်လေးနာမည်ကြီးတယ်ဗျာโอเคဒါဆိုရင်တော့ဒီနေ့ကဒီလောက်ပါဗျာ